အားလုံးမင်္ဂလာပါကျွန်တော်တို့ Blue Corner လေးပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော် Chelsea နဲ့ Sunderland အသင်းတို့ရဲ့ပွဲစဉ်ရဲ့ match review ကိုလုပ်သွားမှာဖြစ်ပါတယ်။အမ်ပထမဆုံးအနေနဲ့ Lucien ကနေစပြီးပြောလိုက်အောင်။အာ Lucien မှာဆိုရင်တော့ Chelsea မှာဒီ Lyon Di Lab ရဲ့ကိုဝဲရလွယ်ရင်ကျန်တဲ့အကောင်းဆုံးဆိုတဲ့ Lucien လို့ပုံစံမျိုးနဲ့ပေါ်ထွက်လာတယ်။အဲဒီ Jao Pedro တော့နောက်ပြန်ထားပြီးတော့ဒီ Maggie ကိုဒါရှေ့မှာထောင်တိုက်စင်မှုအနေနဲ့ထားထားတယ်အဲ ကျွန်တော်တို့အရင်ကြီးကြီးမားမားပြောင်းလဲတော့မရှိဘူး။နောက်တန်းမှဆိုရင်လည်းဒီ HM ပေါင်ရဲ့ဒီချက်လိုပါရဲ့တွဲပြီးတော့ဆော့လာတယ်။ဆိုတော့ဒီပွဲကမထင်မှန်ပဲနဲ့ရှုံးမွေးတပွဲဖြစ်သွားတယ်။ကျွန်တော်ဒီ Chelsea ရဲ့လက်ရှိလူစင်းနဲ့ဆိုရင်ဆန်ဒလန်အသင်းကိုသူတို့ဘလောက်ပဲကောင်းနေပါစေအနိုင်ရောက်ရရှိတဲ့လူစင်းမျိုးလို့ကျွန်တော်ထင်တယ်။ဆိုတော့လုံးဝမရှုံးသင့်မရှုံးရရတယ်။ ထောင်သူတို့ဒီနောက်ဆုံးကိုမရအောင်ဆိုရင်တော့တရေတော့မကြောက်မကြတဲ့နဲ့ပွဲမျိုးပါအဲ့ဒါကိုရှုံးလိုက်တယ်ဆိုတော့ကျွန်တော်တော့တိတ်ပြီးတော့သဘောမကျပါဘူးအရင်ဆုံးရှေ့တန်းနေကျွန်တော်စပြီးပြောမယ်ဒီရှေ့တန်းမှာဆိုရင်ဒီလိုပဲဒီမက်ကီကိုရှေ့မှာထောင်ထားထားတယ်ပြီးတော့ဂျောက်ဘတ်ကိုနောက်ပြန်ပို့ထားတယ်ပေါ့နော်နှစ်ယောက်လုံးကဘာမှအစိတ်မရှိတယ်လို့ဒီပွဲမှာဘာမှကြီးကြီးမားမား contribution မလုပ်နိုင်လိုက်ဘူးအဲသူတစ်ဖြင့်ဂျောက်ဘတ် ဒီဂိုးဘောပြောင်းနေရလဲတော်တော်ကြပြီ၅ဘွဲ့လောက်ရှိပြီအဲအဲ့လိုမျိုးကြီးအဓိက DND lab နာဘာလို့သူတို့ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုပေမဲ့ဒီကျွန်တော် club club plan မှာပြရတဲ့ခြေစွမ်းတို့ဘာလို့အာတကယ်တော့အခု premier league မှာပြောက်ပြတ်တင်ပါတယ်အာအဲ့လိုမှမဟုတ်ရင် chelsea ရဲ့ရေရှည်မှာ strike ကတယောက်တော့ထက်လို့ပါတယ်ပြီးတော့ mark hugh တို့ဘာလို့ဆိုတော့လည်းငယ်သေးပြီးတော့ဒါလောလောဆယ်မှာဘာမှ ရန်ကြီးဒီလို big match တွေမှာအသုံးဝင်သေးဘူးလို့ကျွန်တော်ထင်တယ်။ဆိုတော့ LND Lab ပြန်လာရင်ပြန်လာမယ့်အချိန်မျိုးကျွန်တော်စောင့်နေပါတယ်။အဲဒါမှမဟုတ်သူတို့ဆောင်းရသည်မှာတိုက်စင်မှုတယောက်လောက်တော့လိုအပ်မယ်လို့ထင်တယ်။အထူးသဖြင့်ဒီနေ့ပွဲမှာဒီ Jao Battle Maki ရောအာသူတို့ချက်ချက်ဘာမှမလုပ်တော့နိုင်ဘူးပြီးရင်တောင်မနဖက်ဖြစ်တဲ့ဒီကနာချိုဘက်ထရူနာတို့ကြောင့်ပြောချင်တယ်ဒီနေ့ပွဲမှာအတရာကျွန်တော်ပြောစရာအခိုက်အတန့်တစ်ခုအနေနဲ့ အဲကနာချူရသူပထမဆုံးကိုတွဲလိုက်နိုင်တယ်အာတကယ်လည်းကောင်းပါတယ်ဘက်ထရီနဲ့တို့လည်းထူးထူးလေးလေးခြေစမ်းမျိုးတော့မပြပါဘူးဒါမဲ့တာမန်ဆိုခြေစမ်းမျိုးတော့ကစားဝနိုင်တယ်ပြစ်တော့ပြောလို့မရပါပဲသူတို့လည်းအရင်ခြေစမ်းပြသွားတာမျိုးမဟုတ်ဘူးပီကွင်းလည်းနှစ်ယောက်ဖြစ်တဲ့အဲအန်ဆိုဂိုင်စီလိုကတော့ဒါအထုံးစံတိုင်းသူတို့ရဲ့ performance ကိုကောင်းကောင်းပြသွားတယ်ဒါမဲ့ဒီဂိုင်စီလိုနဲ့ဒီ Robert Sanchez ရဲ့နားလည်မှုအလွဲမားလေးတွေလည်းတချို့လည်းတွေ့ရတယ် သူတို့ပြရောဘတ်ဆန်ချက်ဆိုဒီနေ့ပွဲမှာအမားသူလုံးနေတဲ့အမားပုံစံလေးအတိုင်းပဲဒီကန်တင်ပေးတဲ့ချိန်မှာအာနားလည်မှုလွဲရတယ်ရောဒီဖြစ်တယ်လို့ကန်တင်တဲ့ပုံစံလေးရောဖြစ်တတ်တယ်ဒီနေ့ပွဲမှာခြေစမ်းစုရတဲ့မှာဟိုကျွန်တော်တတ်မနိုင်၃ယောက်လူပြောလို့ရမယ်ဒါရောဘတ်ဆန်ချက်ရဲ့ဒါချလို့ပါရဲ့ပြီးွားရင်ဒီလူစားဝင်လာတဲ့ဒိုဆင်ရဲ့ဖြစ်ပါတယ်ဒီဒိုဆင်ကတော့ ရှေ့မှာလက္ခဏာနဲ့မြင်ရတဲ့အတိုင်းပဲလူကောင်းကြီးကကြီးကြီးပြီးတော့အရန်အထနေရယ်ဆိုတော့လူကောင်းကြီးရဲ့အထနေရတော့မဟုတ်ဘူးဗျာဥပမာဗန်ဒိုက်တိုဆိုပဲကြီးအရန်ကောင်းတယ်ဗျာအဲသူကသူလှုပ်လှုပ်ရှားရှားလုံးနိုင်တယ်တိုးစင်ဆိုရင်ရှေ့မှာပေးလိုက်ရတဲ့ဂိုးတော်တော်များများဒါသူ့ရဲ့ပေါင်ရားရရဝင်ပြီးတော့ဒီလမ်းကြောင်းပြောင်းသွားတာတို့သူချောင်းနဲ့ထိပြီးလမ်းကြောင်းပြောင်းသွားတာတို့အဲ့လိုဂိုးတွေပဲခဏခဏပေးနေရတယ်အမ်ဇိုရောက ဒီတူစင်လိုကစားသမားမျိုးဆိုတော့ကျွန်တော်တို့အရင်ခေတ်ကချဲစီးမှာဒီဂျွန်တယ်ရီတို့ကဟေးတို့အဲပြီးွားရင်ဒီနောက်ပိုင်းရူရီကာတို့တရားကိုစေးပါတို့အဲ့လိုခေတ်တွေမှာဆိုရင်ဒါအရင်အဆင့်တော့မရှိဘူးလို့ပြောလို့ရတယ်ဗျာအဲ့တော့နောက်တန်းကိုတကယ် quality ကောင်းတဲ့ကစားသမားတယောက်နှစ်ယောက်တော့ခေါ်ခေါ်တဲ့ ਨੇ ဆိုတော့ level 9ဝဲတို့ပြန်လာရင်တော့မလိုသေးရဲ့ဗျာအာချာလိုပါချာလိုပါက ဒီရန်ကြည့်မယ်ဆိုရင်တော့အမားရထူးထူးခြားခြားရှိမနေဘူးဒါပေမဲ့ဟိုအသင်းလိုက်ကစားပုံရတော့နားလည်မှုအလွဲမှရခဏခဏရှိရယ်ပြီးတော့အရန်အနေနဲ့ထားမယ်ဆိုရင်တော့ထားလို့ရကစားသမားမျိုးဒါပေမဲ့ဒီလိုချဲစီးရဲ့ဒီပွဲထက်ချင်းမှာပါပြီးတော့ဒီပွဲကောင်းနေအဲမှာအမြဲကစားလို့ရတဲ့ကစားသမားမျိုးမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ညင်ပွဲမှာလည်းထူးထူးခြားခြားရှိတဲ့မျိုးလည်းမပြပါဘူးပြီးတော့အမားတချို့လည်းလောက်ပါလေတွေ့ရတယ်။ ဆိုတော့အပြစ်တွေအများကြီးပြောပြီးတော့ကျွန်တော်ချီးကျူးတဲ့ကစားသမား၂ယောက်လည်းရှိတယ်။အဲ့ဒါတော့ James ရဲ့အချင်းပေါင်းရင်ပါ။ James ဆိုရင်ထူးထူးခြားခြားအပြစ်ပြောကြမရှိခဲ့ဘူး။အဲသူ့ဘက်ကနေပြီးတော့ကြော်ဖြတ်ဖို့ကြိုးစားတဲ့ chance တွေအကုန်လုံးကိုလည်းသူ တားဆီးနိုင်ခဲ့တယ်။အဲ trade through ကိုပြောကြမရှိဘူး။သူကသူ့ရဲ့ပုံစံကောင်းတော့ဆက်ပြသွားတယ်။အဲပြီးတော့အချင်းပေါင်းမှာဒီ Chalobah နဲ့အချင်းပေါင်း၂ယောက်မှတော့မှာ အချင်းပေါင်းပို့ပြီးရင်းကျက်ပြီးတော့တည်ငြိမ်တဲ့ကစားရံမျိုးတွေ့ရတယ်။ဒီနေ့ပထမ5ကဒါနှစ်ယောက်လုံးမှာအပြည့်ပြောစရာမရှိရဘူးဆိုပေမဲ့ဒီဒုတိယ5ကတော့အချင်းပေါင်းထွက်ပြီးတော့မှပေးလိုက်ရတာအဲသူတဖြင့်ဒီ5ကိုဝဲပြန်လာရင်ဒီ5ကိုဝဲနဲ့အချင်းပေါင်းအတွဲကိုအဲကျွန်တော်မျှော်လင့်လို့တော့ရတယ်။ဒါပေမဲ့ခြုံငုံပြီးတုံးသက်လိုက်ရင်ကျွန်တော် quality ရှိတဲ့နောက်တန်းစံသမားတစ်ယောက်လောက်တော့ထပ်လို့သေးတယ်။ပြီးတော့ကျွန်တော်တန်တရာရှိတာဒီရှေ့ဘွဲမှာ agents နဲ့ဘွဲမှာလည်းကျွန်တော်တို့ဒီတစ်ဖက်အသင်းကတယောက်ထုတ်ခံပြီးတော့မှကျွန်တော်ပြန်ပြီးတော့ goal တွေသွင်းလာနိုင်တယ်။ပြီးတော့ agents ရဲ့အနေအထားလည်းတော်တော်စုံနေတဲ့အနေအထားမျိုးလက်ရှိမှာအဲဒါကြောင့်ဒါကြောင့်မလို့တော့နိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒီနေ့ဘွဲမှာလည်းကျွန်တော်တို့မတ်လောက်ချက်ခြေစွမ်းမျိုးပြသွားတာမတွေ့ဘူး။ခြုံငုံပြီးတုံးတက်ရရင်ကျွန်တော်တို့ရှေ့ရဲ့ လာမယ့်ပွဲတွေမှာဒီစပါဘာစီလိုနာစတဲ့အသင်းနေနဲ့ပွဲစဉ်တွေရှိသေးတယ်။ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင်တော့ရလကမကောင်းနိုင်ဘူး။တော့ကျွန်တော်တို့ကောင်းလာပါစေလို့ပဲမျှော်လင့်ပြီးတော့ရှေ့ဆက်အောင်ပါပဲလောလောဆယ်တော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။